ကြော်စင်ရဒိုင်းဆိုမှာကိုကိုကိုဟိုဘယ်လိုပြောရမလဲကွန်ထရက်မပြည့်တာပြည့်တယ်ရော်ကြီးပြီးပြီးထွက်ရတာပေါ့နော်ပြည့်ရတာပေါ့အဲ့ဒါဆိုကြော်စင်ရကွန်ထရက်ဘယ်နှစ်ချုပ်တာကွန်ထရက်ကနှစ်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 ပေါ့နောက်နောက်နှစ်နှစ်မှာနှစ်နှစ်မပြည့်ဘဲနဲ့ပြောင်းရင်လည်းဆိုပြီးတော့နှစ်နှစ်မပြည့်ရင်အာ တလားတာယောပြီးတော့ထွက်လာနော်သူကလည်းဖြုတ်ချင်နေဆိုရင်သူ့ရဲ့ရူကလည်းဖြုတ်ချင်နေဆိုရင်မင်းကိုဒီနေ့လှုပ်လာစေမင်းကိုမနက်ဖက်မတွေ့ချင်တော့ဘူးဆိုပြီးတော့တလားတာပြေးပြီးတော့ထုတ်ကျွန်တော်ကလည်းမနက်ဖက်အလုံးမစင်းကျင်တော့ဘူးဆိုတာနဲ့တလားတာပြေးပြီးတော့ထွက်တယ်အဲ့ဒါဆိုကျော်စင်အနေနဲ့ဒိုင်ဆိုကိုကျော်စင်ဘာပြောချင်လဲအာ thank you so much for ဒိုင်ဆိုဘောဒိုင်ဆိုကရန်ကျေးဇူးကြီးတယ်ဗောကျွန်တော်တို့ခုလိုမျိုးစာလုံးမှာအာအစီအပြေပြေ စင်ပြေပြေလို့ရောကန်နိုင်အောင်လို့ဒိုင်ဆိုက support တွေအများကြီးပေးခဲ့တယ်ကွာတင်ကန်းတာတွေအများကြီးပေးခဲ့တယ်ကျောင်းကြီးပေါ့ကျောင်းတော်ကြီးပေါ့ကျွန်တော်တို့အားလုံးအတွက်တော့ဒိုင်ဆိုကတော့ကျောင်းတော်ကြီးတော့ကျေးဇူးကြီးတဲ့ကျောင်းတော်ကြီးပေါ့အဲ့လိုမျိုးပေါ့ဒါဆိုရင်ဒိုင်ဆိုကကျော်စင်တို့ကျွန်တော်တို့တခြားညီကိုတွေဒိုင်ဆိုနဲ့လာတဲ့သူမှန်မြောက်ကလဖိုးလိုင်းစင်သူကပေးဖြေတယ်ပေါ့နော်ပေးတယ်ပေးတယ်ပေးဖြေတဲ့အနေအထားမှာသူကဘဏ္ဍချင်းပြေလို့ကြာရင်ပြင်ရမယ်ဆိုတာတွေပဲပြောတာလည်းရှိလားအရင်ဆုံးမန်နေဂျာတို့စူပါဗိုက်ဇာတို့ကတော့ဖို့ပေးတာပေါ့ဗျာ နှစ်ချိန်အပထမတစ်ချိန်ကြားတယ်မလားကျွန်တော်တို့ကလည်းတစ်ချိန်ကြားတယ်ဗျာအဲအချိန်မှာမန်နေဂျာမင်းကို less chat ပေးမယ်ဆိုပြီးတော့အဲ less than short ထောက်ပြတယ်ဗျာ less chat ဆိုပြီးတော့ပြောတယ်အဲနောက်တစ်ချိန်မှာမမအောင်ဆိုတော့ပြန်ရမယ်ပေါ့အဲအချိန်မှာကိုရလည်းကြိုးစားပြီးတော့ဖြေလိုက်တာပေါ့ဗျာအချိန်မှာအာဒုတိယချိန်မှာအောင်တယ်ပေါ့ဗျာဒီချိန်ပေါ့တချို့ဆိုနှစ်ချိန်သုံးချိန်ပေါ့အဲ့တော့ ဖြေရပါမယ်အဲ့တော့ဂျော်ဒင်ကကလပ်ဖိုးဖြေရဒုတိယအကြိမ်မှာအောင်နေပေါ့မြန်မာနိုင်ငံမှာဂျော်ဒင်ကဒိုင်နာတွေမောင်းတာလားဒါမှမဟုတ်ကားလေးပဲမောင်းတာလားအမြန်မာပြည်မှာတော့လောက်ကစုံနေကြ My Seven Slay တို့ Coca-Cola Good Morning အာတော်တော်စုံနေကြဟာသူလာတဲ့အချိန်မှာတက်စီမောင်းခဲ့တာဗျာဟောတက်စီမောင်းနေအဲ့တော့ဂျော်ဒင်ကလပ်ဖိုးဖြေတာပရမတ်တစ်ခေါက်ဖြေရကြွားတာဂျော်ဒင်ဘာကြောင့်ကြွားရတယ်ထင်တာဘာကြောင့်ကြားလဲဆိုတော့လူကူးမြင်းသားမှာအာလူကူးမြင်းသားမှာ ဖရီကြောင်းမှာပေါ့ဗျာလူကစပိန်နဲ့လာနေတာကိုကျွန်တော်ကလည်းလွတ်တယ်ဆိုပြီးတော့မောင်းလိုက်တာဗျာအမေရိကန်တော့အဲအဲ့ဒီအချိန်မှာအင်မီဒီယက်လီနဲ့ကြာသွားတာအမေရိကန်တော့လူလာတယ်ဆိုတော့ကျွန်တော်ကရက်ကိုရက်ပေးရမှာဗျာအဲ့ချိန်မှာကျွန်တော်ကမရက်ဖဲနဲ့ကိုသီးနဲ့ကိုလွတ်တယ်ဆိုပြီးတော့မောင်းတဲ့အချိန်မှာခဏတစ်ပြုတ်5မိနစ်လောက်မောင်းခိုင်းပြီးတော့ထဲထဲပြောင်းဝင်ခိုင်းထဲထဲပြောင်းဝင်ခိုင်းလိုက်တာဗျာကြာသွားတယ်ဗျာအဲ့လိုအဲ့တော့ဒီကြိုသိလိုမျိုးဒီလိုမျိုးမြန်မာနိုင်ငံမှာအကားကြီးဟဲပြီးနေမောင်းလာတယ်ပေါ့နော်မောင်းလာပြီးစင်ကာပူမှာအဲ့လို colorful ဖြစ်မှတယ် တိထားတဲ့အချက်အများကြီးတော့ရှိတယ်ဗျာအဲ့ထဲမှာကျော်တင်တိထားတဲ့အချက်နှစ်ချက်လောက်ပြောပြပါဦးဘလောက်ကြီးပဲကျွမ်းကျင်ကျွမ်းကျင်ကျွန်တော်တို့စင်ကာပူမှာမောင်းမယ်ဆိုရင်ဒီ trainee ဆရာရဲ့ SFTC driving center က trainee ဆရာရဲ့ rule and regulation ကိုလိုက်လာသူပြောသလိုလုပ်သူပြောသလိုလုပ်မှာအောင်ပါကျွန်တော်တို့ဘလောက်ကြီးပဲကျွမ်းကျင်ကျွမ်းကျင်ကိုအတိနဲ့ကိုမောင်းရင်တော့ ငါငါဘလို့ထုတ်ထုတ်ဝင်ပါတယ်ကွာဆိုပြီးတော့ကိုယ့်ကိုဆရာကြီးစတိုင်နဲ့ထုတ်ရင်တော့မရဘူးကြားတယ်ဒီက rule and regulation သူ့ရဲ့ rule and regulation ကိုလိုက်နိုင်ရင်တော့အောင်တယ်ဗျာဘာလို့လဲဆိုတော့သူကသူကလုံးဝသူရဲ့ point အနေနဲ့သူကသွားတာဗျာသူက laser point လေးတွေနဲ့ထိုးတင်တယ်ဗျာမင်းဒီရောက်ရင်ဆရာကနှစ်ပတ်ချိုးရမယ်သုံးပတ်ချိုးရမယ်လို့အဲ့လိုမျိုးလေးသူက formula နဲ့သူကသွားတာအဲ့တော့သူရဲ့ formula တိုင်းလိုက်နာပါ အောင်တယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့ဒါဒါဆိုရင်ကလဖိုးဖြည့်တဲ့အခါကတို့ကဟိုဆီယာတွေကဂီးနေတယ်သင်ရတာပေါ့နော်ဘယ်ပါကင်ကိုဆီယာဘယ်လောက်ချိုးဘယ်ပါကင်ကိုဆီယာအဲ့လိုမဟုတ်ပဲနဲ့အာငါမြန်မာနိုင်ငံမှာမန်သေးစကိုင်းမောင်ရမောင်းနေအာ14ပြီမောင်းနေပိနေစင်မောင်းနေ28ပိ78ပိအကုန်မောင်းနေအဲ့လိုမျိုးကိုကိုကိုမောင်းနေသင်ပြီးတော့ဖြေမယ်ဆိုရင်ရောအကြပါလေဗျကြပါဗျကြပါဗျဘာလို့လဲဆိုတော့ဒီမှာက तू က तू ရဲ့ ဒီကပါကီကိုပယ်နေတဲ့ပါကီကိုဝင်ဖို့အတွက်ကိုသူတကြိမ်တည်းဝင်ဖို့အတွက်သူတို့ကမတ်သက်ရှိတယ်ကြာအဲ့ဒီမတ်သက်ကိုသူကမင်းကားဖင်ဒီလောက်ချိုးတဲ့အချိန်မှာကားဖင်နဲ့ဒီမြင်းနဲ့တဲ့ပြီဆိုရင်မင်းစီရတိုင်းနှစ်ပတ်လဲပါဆိုရင်သူကနှစ်ပတ်ပဲလှဲခိုင်းတာဗျာနှစ်ပတ်လဲပြီးတော့ပြန်ဖြေပါအဲ့ချိန်မှာသူကဒီကောင်းနဲ့ဒီလေဆာပွင့်နဲ့သူကအဲ့ဒီချိန်မှာညီတဲ့ချိန်မှာမင်းအကုန်ချိုးပြီးတော့ဝင်ပါအဲ့ဒီလိုမျိုးဖော်မြူလာနဲ့သွားရတော့ကြောင့်မလို့သူတို့ပြောတဲ့အတိုင်းဝင်နေဆိုရင်တော့ထိုးမယ်ဆိုရင်ကျွန်တော်တစ်ခါလဲဝင်နေကြာ ကွက်ကိုဆရာကြီးစတိုင်နဲ့တော့ထိုးမယ်ဆိုတော့အလုံးနဲ့ထိုးရင်တော့ကြာပြီဗျာအဲ့ဒါအဲ့ဒါတော့ဒါစီကူရဲ့စီကူက driving center တွေရဲ့အာမတ်တပ်ပဲဗျာအဲ့တော့ကြော်တင်ကကလပ်ဘိုးရပြီတော့ဒိုင်းဆိုမှာကားမောင်းနေပါတော့ကားမောင်းနေတဲ့နေရာမှာကြော်တင်ကမြန်မာနိုင်ငံမှာဟို14ပတိပဲမောင်းနေတာဒါမှမဟုတ်ပီနေစင်မောင်းကြီးမှဒီစင်ကာပူမှာမောင်းတာအဲ့မောင်းနေတဲ့အနေထားမှာကြော်တင်လမ်းပေါ်တက်မောင်းနေ delivery တွေသွားတယ်အဲ့ဒီအနေထားမှာအခက်အခဲတွေပါတော့ရှိလားစင်ကာပူမှာကြတော့ ကျွန်တော်တို့ရဲ့ senior ကြီးတွေပေါ့ senior ကြီးတွေဆရာမဲပေါ့ဒါဆရာမဲပေါ့ဒါသူတို့ကကျွန်တော်တို့ရဲ့ senior ပေါ့နော်ကျွန်တော်တို့ဘလောက်ကြီးပဲအပြင်မှာဟိုရန်ကုန်မှာမောင်းခဲ့မောင်းခဲ့ဒီရောက်ရင်ကျွန်တော်တို့ကဘယ်မောင်းညာမောင်းနေလဲကွာတယ်ဗျာတကယ်မှာဘယ်မောင်းညာမောင်းနေကွာကားရဲ့အယူအဆဒီမှာဆိုလဲ parking ဆိုရင်လည်းမြင်းနေပဲဗျာအဲ့မြင်းနေတဲ့ဟိုထိုးရတာဆိုတဲ့ကြောင့်လို့အကိုကျွမ်းကျင်ပြင်မယ်လဲအ senior senior ကြီးတွေကဟိုသာလက်ချင်ပေးသေးတယ်ဗောဗျာအဲ့လိုမျိုးလက်ချင်ပေးတော့မှာ ဘောင်းတာပေါ့ဒါဆိုဒါဆရာမဲပေါ့ဆရာမဲပေါ့ဒါသူတို့ဘောင်းတဲ့အချိန်မှာကျွန်တော်တို့က assistant အနေနဲ့ deploy နေတယ်ပေါ့ဒါလိုက်ရတယ်ဟာအာ PP ဆိုတော့မှ plus 4ရပြီဆိုတော့ကโอเคကားပေါ်တက်ပြီဆိုတော့အမြဲတမ်းမောင်းချင်လို့မောင်းပေါ့အဲအဲ့လိုပြီးသွားတာအဲ့တော့ကြော်တင်ရတာဆို delivery assistant လိုက်လာတာဖြစ်တဲ့အတွက် club 4နဲ့စင်ကာပူမှာကားမောင်းတာတိတ်ပြီးအခက်အခဲမရှိခဲ့ဘူးပေါ့နော် ကျောင်းတော်ကြီးကတင်ပြီးတော့ခက်ခဲမရှိရှိခဲ့ဗောနော်ဟုတ်ပြီအဲ့တော့ကြော်တင်အခုအဲ့ဒလေးပိုင်လောက်ကနေပြီးတော့ဒီဘတ်လောက်ကိုကြော်တင်ပြောတာတော့နော် Facebook ကရပါတော့နော် Facebook ကသူဘယ်လိုမျိုးခေါင်းစဉ်မျိုးရေးထားလဲလှုပ်ရှားဖို့ဆိုတော့အာ Facebook ကတချို့ကြတာလဲအာလှုပ်ရှားဖို့ရေးသူ့ရဲ့ဝါးတွေမှာဟောက page တွေမှာရှိတယ်ဗျာအဲ့ဒီမှာတတိယဝင်ကြော်ညာတာပဲဗျာအဲ့ဒီချိန်မှာတချို့ကြတော့လဲကျွန်တော် agent လုပ်ပြီးတော့ဝင်ကြော်ညာပေးတယ်ဗျာကျွန်တော်စီကို contact လာတယ်ဆိုရင်ကျွန်တော် agent ဖြစ်သွားအောင်ပြီးတော့မှတတိယစီကိုလာ အဲ့လိုမျိုးတွေလည်းရှိတယ်တထေးကဒိုင်းရိုက်ခေါ်တဲ့ post တွေလည်းရှိတယ်ဒါပေမဲ့ကန်ကောင်းထုံးမဆိုတဲ့တထေးရဲ့ post မှာဒိုင်းရိုက်သွားပြီးတော့ interview လိုက်တယ်ဆိုရင်တော့အာ aging ကမလိုဘူးဗျာအမေရိကန်တော့တထေးက main ပဲဗျာတထေးကသူလုတ်ပေးရဲဆိုရင် aging ကမလိုဘူးဒီကတထေးက main ဒီကောင်ကခေါ်ချင်တယ်ဆိုရင်သူတို့ဘလူနီးနဲ့ပဲပြရအောင်ခေါ်နေဗျာရအောင်လုတ်ပေးအဲ့တော့ကြော်တင်ကဒီ best load ကို agent ကမပေးရပါရပါတော့เนาะတကယ်လို့ကြော်တင်တငယ်ချင်းတွေထဲမှာ agent က ပေးပြီးတော့ bus လောက်ရောက်သွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ agent ကပေးတဲ့အခါမှာသူတို့ဘယ်လောက်လောက်ပေးလဲပေါ့စင်းနေ bus ကြောဆိုရင်တော့တေးကြပြ9000 plus မှာပဲရှိတယ် agent fee 9000 plus ဆိုတာဒါကျွန်တော်အနေဆုံးပြောတာနော်4000ကျော်နဲ့မရတော့ဘူး9000ကျော်မှာလည်းရှိတယ်ဘာလို့လဲဆိုတော့လာတာကောင်းတဲ့လို့ဆို agent နေရာလဲရိတ်ဆိုလားကြီးရောကျွန်တော်တိတော့ပြောနေဘူးအာဒီ bus ကိုလည်းကျွန်းကျွန်းနေ mount တက်နေပြီအဲတရင်သုံးပါလေအဲ delivery လို့လည်းကျွန်းကျွန်းလောက်တယ်ပေါ့နော် အဲ့လိုအနေထားမှာကြော်သိမ့်လိုမျိုးလော်လီရနေပြီးတော့ဘတ်ဘတ်ကိုပြောင်းကျင်တယ်ဘတ်ဘတ်ကိုဒီလိုမျိုးဘလို့လှောက်ရှာမှမသိတဲ့ညီကိုအတွက်အကြံဉာဏ်တစ်ခုတော့ပေးတယ်လောလောလောတော့ရှာလို့မရဘူးဗျာအေးစစ်စစ်ရှာငါဘယ်လို့ကိုသွားရဘတ်ကိုရှာမှမလားโอเคဘတ်နဲ့ပတ်သက်တဲ့ဥပမာဆိုကြပါစို့အာကျွန်တော်ရှိမှာဗျာတခြားမြန်မာဒရိုင်ဘာတွေလည်းရှိမှာဗျာအဲသူတို့နဲ့နည်းနည်း contact လုပ်ကြည့်လိုက်နည်းနည်းကိုကအောက်ကနေပြီးတော့ပြောပါဗျာကျွန်တော်ကျွန်တော်ဘတ်ကို ဒါစအလုပ်ကိုသဘောကျတယ်လုပ်ချင်တယ်ဗောဘာညာဗောအဲ့လိုမျိုးပြောအဲ့လိုမျိုးအဆက်အသွယ်လေးတွေနဲ့ရရင်ရမယ်ဒါမှမဟုတ်ကိုယ့်ကို Facebook ပေါ်တူဘာလို့အာ Jo Street တို့ Indie Store တို့မှာလည်း live ပြီးတော့ရှာကြည့်လိုက်ပါအဲ့မှာခေါ်ထားရရင်ရှိတယ်အာအဲ့အကြောင်းလေကံကောင်းရင်တော့ကံနေလေးဆိုင်တယ်ဗောဗျာကံနေလေးဆိုင်တယ်ဗောအဲ့လိုမျိုးရသွားတယ်ဆိုရင်တော့ဘာ agent fee မှလည်းမလိုဘူးဗျာ agent နဲ့သွားရမှာလို့အဓိကတထေးပဲဗျာဥပမာဆိုရအောင်လို့အာ တယောက်ယောက်ကလာခြင်းတယ်မလားโอเคကျွန်တော်ကျွန်တော်ကိုတက်လောက်လိုက်တယ်မလားကျွန်တော်ကလည်းကျွန်တော်လုံးဝဖြစ်ဖြစ်ကျွန်တော်ရဲ့ best လောကပဲဖြစ်ဖြစ်โอเคဘယ်သူဘယ်သူလုပ်လို့လဲကျွန်တော်ကပြန်ပြီးတော့အာချိတ်ဆက်ပေးမယ်ဗောဗျာ link link လုပ်ပေးမယ်ဗောအဲ့ချိန်မှာ grow နေနဲ့ try ကြည့်ဒါညာဗောအဲ့လိုမျိုး try လို့ကိုယ်လည်းကန်ကောင်းမယ်ဆိုတော့ရမှာဗောဗျာ agent ကမလိုတော့အဲ့လိုမျိုးဒါဆိုရင် agent ကမပေးရဘဲနဲ့အလုတ်ရှာတဲ့နီးပေါ့နော်တရားတရားချိတ်ပြီးတော့ border ချင်းချင်းပေါ့အဲ့လို agent ကမပေးရဘဲအလုတ်တော့ကြော်တင်ရရှာပေးတယ်ပေါ့နော် ကျော်တင်အေဂျင့်ကမပေးရပဲအလုတ်ရှာဖို့ဒီလိုမျိုးဘတ်လောက်ကိုမောင်းဖို့ဆိုတာစင်ကာပူရဲ့လိုင်စင်ရဲ့ class ဘယ်လောက်ထိရှိရလဲ class 4 class 4ပါရ class 4ရမယ်အာ HP တန်းကတော့တချို့ကုန်နေရောက်လဲ HP ကမလိုဘူးဗျာမောင်းမောင်းနိုင်တယ်မလား okay မောင်း safety ဖြစ်အောင်မောင်းကျွန်တော်ဒါပေမဲ့ vocational လိုင်စင်ဆိုတော့အာ bus မှာလိုတယ်ဗျာအဲ့ဒါကလည်းဟိုဟာဖြစ်တယ်ဗောအဓိကတော့ drive driving skill safety ဖြစ်အောင်မောင်းနိုင်ရင်တော့ တင်ထားတာလူတွေပြောင်းကုန်ပစ္စည်းတွေမဟုတ်ဘူးဆိုတော့ကြောင့်လို့ safety ဖြစ်အောင်မောင်းလေအာခုနကပို့ပြီးတော့အဆင်ပြေတာပေါ့ဗျာအဲ့တော့ဂျော်ဒင်စင်ကာပူမှာကားမောင်းတာအာကားအစ်စ်တွေပဲမောင်းရတာလားဒါမှမဟုတ်အဲတိတ်မကျနေတဲ့ကားတွေမောင်းရတာလားဒါမှမဟုတ်ဟိုလုံးဝ brand new တွေပဲမောင်းရတာလားကျွန်တော်ဒီကိုစဝင်တော့စကန်နီယာအစုပ်မောင်းရတာဗျာဒါကတော့ဗျာစကန်နီယာဗျာဒါပေမဲ့ကားခဏခဏပြတ်တယ်ဗျာ၃မိနစ်လောက်ထိကို 3နှစ်လောက်ထိကိုတာတော်တော်ခါရတယ်ကွာတာတော်တော်ခံပြန်လိုက် workshop သွားလိုက်ပြင်လိုက်မောင်းလိုက်အဲ့လိုမျိုးကားပြက်တဲ့ experience လည်းတော်တော်များများရသွားတယ်ကွာနောက်အခုကတော့အတင်လဲမဟုတ်ဘူးပေါ့ကွာဒါပေမဲ့လုံးဝဒီကားကကြတော့ travel and tour တွေနဲ့လိုက်တယ်ကွာအကုန်လုံးဆင်ပြေတယ်ကွာဒါမှကိုရီးယားဂျပန်ကိုရီးယားဂျပန်အော်စပိန်တို့ဖရန်တို့ဘာလို့အဲ့လိုမျိုးကြီးလာတယ်ဗျာသူတို့တိုးလိုက်ပြီးကြဗျာအဲ့ဒီအတွက်ကြောင့်မလို့ တတိယကောင်းကောင်းကောင်းတော့ပေးထားတယ်။ဟာကောင်းတယ်ကောင်းတယ်ထဲတော့ပါတာပေါ့ဗျာ။အဲ့တော့ကြော်တဲ့လူမျိုးဘတ်မောင်းကျင်တယ်။ဒါပေမဲ့ကလပ်4ကမနေ့တနေ့မှရရတယ်။အဲ့ဒီမျိုးညီကိုအတွက်ကြော်တဲ့ဘတ်မောင်းလို့ရှိရင်ဆောင်းရန်ရှောင်းရန်လေးတွေပြီးသွားလာတာခက်ခဲရှိတာလေးတွေကိုတခုတော့ပြပြပြမယ်။အာအဲ့ကြောင့်လည်းအလုံးနဲ့လည်း꿰ပြောင်းပြောတချို့ကြောင့်လည်း fix trip ပြာကျွန်တော်ခုနှစ်ကြောင်းဆိုတော့၄တူတူကဒီခုနှစ်ကြောင်းပဲသွားတယ်ကျွန်တော်ကကြောင့် fix trip မဟုတ်ဘူးပြာ အဲ့တော့ fit ဖြစ်မဟုတ်ဘူးအာအိုးထွက်တယ်ဗျာဘယ်နေရာဘာမှမသိဘူးအဲ့တော့ဘာလို့လဲဆိုတော့ကိုကိုတိုင်းအားလည်း driving skill အဆင်ပြေနေဖို့လိုတယ်ဗျာမကျွမ်းကျင်ဟိုကျွမ်းကျင်လေးပိုကောင်းလေးပေါ့ဗျာပြီးတော့ Google Map ကိုလည်းကျွမ်းကျင်ခြင်းသုံးနိုင်အောင်ဗျာ Google Map ကျွမ်းကျွမ်းချင်းသုံးနိုင်တယ်ဆိုဒီမှာ Google Map ကလုံးဝအဆင်ပြေတဲ့အတွက်ကြောင့် Google Map ကျွမ်းကျွမ်းချင်းချင်းသုံးနိုင်ရင် the whole island ပေါ့ကြိုက်တဲ့နေရာကိုသွားအဆင်ပြေတယ်အာကျွန်တော်မြန်မာမေးကြ အခုကျွန်တော်က license ရပြီနော်စင်ကာပူကလမ်းနေမကျွမ်းကျင်ဘူးအဲ့လိုလမ်းနေမကျွမ်းကျင်တဲ့ညီကိုအတွက်အကျော်စင်ပါအကြံဉာဏ်ပေးခြင်းအာကျွန်တော်ဒါကတော့ကျွန်တော်အကြံဉာဏ်ပေါ့နော်အာ press 4ကိုရပြီပါပြီ experience single road to family မဖြစ်သေးရင်တော့ bus ကိုမမောင်းသင့်သေးဘူးမောင်းပါတယ်ကိုနည်းနည်း experience ယူပါအောင်6လတန်တည်းတစ်နှစ်တန်တည်းနှစ်နှစ်တန်တည်း experience ယူပါအာ single road နဲ့ family ဖြစ်ပြီဆိုတော့မှ bus ကို A စစ်စစ်လာ join ပါ အဲ့တော့မှအဆင်ပြေပါလိမ့်မယ်ဘာလို့လဲဆိုတော့တင်ခါတာကဘုသူကယူခလေးတွေပါမယ်ចောင်းသားတွေပါမယ်ဒီမှာခလေးတွေကိုလုံးဝခလေးတွေကလုံးဝ important ပဲเนาะအဲ့အဲ့အကြောင်းမလို့တင်ထားတာလူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ safety ဖြစ်အောင်လို့မောင်းဝါတော့အရေးကြီးဆုံးပါလိမ့်မယ်